တရင်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တရင် channel လေးရနေပြီးတော့ဒီကနေ့အော်တိုဘာလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရင်တင်ဆက်မှုလေးမစတင်မီမှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြဖို့မြတ်တာရက်ခံအပ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မြောက်ရီခေခေဘတ်ကိုစစ်တပ်လောက်ခံ BTF တပ်ဖွဲ့ကလေယာဉ်စက်တိုက်ပုံဖောက်ခွဲလိုက်ပြီးထိုင်းမတ်တို့ပါပုံဆောင်များလွှင့်စင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကင်းပြင်းနယ်မြောင်းရီမြို့နယ်ရှိ KK ဘက်ကိုစစ်တလောင်းခံ PGF အဖွဲ့ကလင်းရက်ဆက်တိုက်ပုံဖောက်ခွဲလိုက်ပြီးထိုင်းမတ်တို့ပါပုံဆောင်များလွင်ဆင်လာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်အော်တိုဘာ24ရက်ကစတင်ပြီးတော့အော်တိုဘာ29ရက်နေ့ထိ KK ဘက်ကိုစစ်တလောက်ခံ PGF တပ်ဖွဲ့နေစဉ်စက်တိုက်ဖောက်ခွဲလျက်ရှိရာယနေ့အော်တိုဘာ29ရက်နေ့နနက်10:00နာရီဝန်းကျင်ချိန်မှာ PGF ကနေကင်းချိန်တွင်ပဲဖောက်ခွဲလာကြောင်း အစိုးရဖောက်ခွဲမှုမှဘုံဆောင်နှများနဲ့အစိပ်ပိုင်းများမှာထိုင်းနိုင်ငံဘက်ကျန်းရှိနေအများပေါ်သို့ကြောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။အော်တိုဘားလ23ရက်နေ့မှစတင်ပြီး KK ဘက်မှစားဖြတ်လောက်ကန်နေတဲ့နိုင်ငံသားသားများပါဝင်စားဖြတ်လောက်ကန်သူများကို BGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်ကျန်းတို့စားဖြတ်လောက်သားနိုင်ငံသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းဆိုရကစားဖြတ် KK ဘက်မှထွက်ပြေးလာတဲ့နိုင်ငံသားတွေကိုထိမ့်သိမ့်စစ်စစ်မှုများလှုံ့ဆော်လျက်ရှိကြောင်းသိရပါတယ်။ အတမစတက KK ဘက်က KNU နဲ့ပတ်သက်တယ်ဟုဆိုကာဝင်ရောက်စနစ်မှုများလှုံ့ဆော်ခဲ့ပြီး KNU ကမှ KK ဘက်က KNU နဲ့လုံးဝမပတ်သက်ကြောင်းညှင်းဆိုထားပါတယ်ထမှန်ပြီးတော့တင်ဆက်ပေးချင်တာကတော့ဆလင်းမျိုးအာထာကားတဲ့အကြောင်းမှာ great dan ចောင်းသူတို့ကိုရည်စားဖြစ်သူနဲ့အပေါင်းပါများကအုပ်စုဖွဲ့မရင်းပြုခြင်းမှုစစ်တပ်နဲ့ចောင်းကြီးအောင်မြင်တန်းကငွေကျပ်3900နဲ့ JA ပေးရန်ចောင်းသူမိဘများကိုတွားရောက်ညှိနှိုင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစလင်းမြို့အာတာကားတဲ့ကျောင်းမှာတက်ရောက်နေတဲ့ Great Dan ကျောင်းသူကိုရီစားဖြစ်သူနဲ့အပေါင်းပါများကအုပ်စုဖွဲ့မရင်းချင်းမှုနဲ့ပတ်သက်ပြီးတော့စစ်တပ်နဲ့ကျောင်းကြီးအောင်မြင်တန်းတို့ကငွေကျပ်3900နဲ့ဈေးအေးပေးရန်ညှိနှိုင်းနေကြောင်းပြုချင်းခံရတဲ့ကျောင်းသူရဲ့အတိုင်းဝန်းကပြောဆိုပါရတယ်။ အော်တိုဘား23ရက်နေ့တွင်ဆလင်းမြို့ပေါ်ရှိအာတာကာတ်ကျောင်းတွင်ကျောင်းတက်ရောက်နေတဲ့ Great Dan ကျောင်းသူကိုကြီးစားဖြစ်သူ Great 12ကျောင်းသားကမွေးနေ့ဝယ်ရှိရဆိုပြီးတော့ TGP အသို့လိမ့်လဲခေါ်ဆောင်ပြီးတော့အရက်တိုက်၍အပေါင်းအသင်းများနဲ့တူအုပ်စုဖွဲ့အရမပြုကျင့်ခဲ့ခြင်းဖြစ်ပါတယ်။သူ great dan ចောင်းသူကိုရီးစားဖြစ်သူကလယ်ပင်ညစ်ခြင်းပားရိုက်ခြင်းဗဇက်ကိုအတင်းကျပ်ထိုးပိတ်ခြင်းများပြုလုပ်ခဲ့ကြောင်းတိုးတိုးနှိမ့်ဆက်မှုများကြောင်းចောင်းသူကတရီလက်မေမျောသွားပြီးတဲ့နောက်တီဂျီဖျားအတွင်းမှာထားရှိခဲ့ကြောင်း လက်ရှိချိန်တွင်ចောင်းသူကိုဆလင်းစေးုံ၌အရေးပေါ်ကူတာမှုခံယူနေရကြောင်းဒုသောအုပ်စုဖွဲ့မရိန်ပြူးကျင်းနေတဲ့ဗီဒီယိုကိုလည်း Telegram Channel မှာတင်ခဲ့ကြောင်းသိရပါဗျ။လရှိမှာမရင်းပြူးကျင်းတဲ့ចောင်းသားတူနဲ့တငယ်ချင်းဖြစ်သူသုံးဦးကိုဆလင်းမြုပ်မြို့မရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီးမြေအုပ်စုဖွဲ့မရင်းချင်းမှုကိုဖျောက်ဖြတ်နိုင်ရန်စစ်တပ်နဲ့အာထာကတဲ့ចောင်းကြီးအောင်မြင်တန်းတို့ဦးဆောင်ကငွေကြေးသိန်း900နဲ့ JA ပေးဖို့အတွက်လိုင်းလံညှိနှိုင်းပေးနေကြောင်းသိရှိရပါတယ်။ ကောင်မလေးရဲ့ရီးစားဆိုတဲ့ကောင်ကမွေးနေ့ရှိရဆိုပြီးတော့ចောင်းသူမလေးကိုတီတီပြောက်ခေါ်ဆောင်သွားပြီးတော့တီပြားမှပဲအရက်သေးစာတောင်းစားပြီးတော့ကျွလွန်ကြတာအရင်မို့ကိုအစားဖြောက်ဖို့စစ်ခွေးတွေနဲ့ចောင်းအုပ်အောင်မြင်တန်းကဥဆောင်ပြီးတော့ငွေကြက်သိန်း900နဲ့ကြေးအေးပေးဖို့လိုက်ညှိနေတယ်အုပ်စုဘက်မရေမှုမှပါဝင်တဲ့ရီးစားဆိုတဲ့ကောင်ကပဲចောင်းသားဇန်နဲ့ကောင်3កောင်ကတော့အပြင်လူတွေចောင်းသားမဟုတ်ဘူးလို့အာထာကားတဲ့ចောင်းမှចောင်းဆရာမတို့ကပြောဆိုပါတယ် ရွှေမှုမှာစလင်းမျိုးပြင်လူမှုကွန်ရက်တွင်ပြန့်နှံ့နေတဲ့ဖြင့်ကျွလွန်သူများရဲ့မိဘဆွေမျိုးများကစစ်တပ်နဲ့ကြောင်းအကြီးကိုချင်းကပ်ကကြေးပိရန်လိုက်လံပြီးတော့ညှိနှိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်လရှိချိန်တည်းမရင်ချင်းနဲ့ចောင်းသားက Telegram တွင်ဖြန့်ခဲ့သောပြုတင်သည့်ဗီဒီယိုမှာလူမှုကွန်ရက်တွင်ဆက်လက်ပြန့်နေစေဖြစ်ကြောင်းသိရှိရပါသည်။တခြားတစ်ပတ်တွင်လည်းစစ်တပ် lobby များကဆလင်းမျိုးအာတကားတက်မှဖြစ်ပွားတဲ့မရင်ချင်းမှုဖြစ်စဉ်တွေမှာသတင်းမှားတာဖြစ်တယ်လို့ Telegram များမှတစ်ဆင့်လိမ်လည်ဖြန့်ဝေလျက်ရှိကြောင်းသိရပါသည်။ ထပ်မံပြီးတော့တင်ဆက်ပေးချင်တာကတော့ပုံနာကျုံးနဲ့လူနာသွားတဲ့ပရာဟိတအရင်တစီကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲမှုအသက်၁၄နှစ်အရွယ်လူငယ်ပရာဟိတသမားမောင်ထေးအောင်ဟင်းခေါ်ကိုလက်ထိမှန်သေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်ကွန်းတောင်ရွာတို့လူနာသွားတဲ့ပရာဟိတရှင်တစီကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာအသက်၁၄နှစ်အရွယ်လူငယ်ပရာဟိတသမားမောင်တဲအောင်ဟင်းကိုကိုလက်ဘုံထိမှန်သေဆုံးခဲ့ကြောင်း စစ်ပင်းရှောင်များကိုကုညီဆောင်ရွက်ပေးနေသူစိုင်းဆရာကိုဝိဟင်အောင်ကပြောပါရယ်ဂျမနီအော်တိုမာလာ26ရက်နေ့ညနေ3နာရီခန့်ချိန်ပုံနာကျွမျိုးနယ်ကွန်းတောင်ရွာတွင်ဂျမိုင်းမကောင်းမွန်သောလူနာတူးရှိသည့်ဖြင့်ပုံနာကျွမျိုးအခြေဆိုင်ဖြူစင်ရင်ဝင်ဖောင်ဒေးရှင်းဖွဲ့ကပရိုင်တာကားနှင့်တွားရောက်တဲ့ဆောင်ကြောင့်အစိုးရပရိုင်တာကားတွင်အသက်16နှစ်အရွယ်လူငယ်ပရိုင်တာသမားမောင်ထေးအောင်ဟင်းခေါ်ကိုလကဆရာဖြစ်သူနဲ့တူလိုက်ပါသွားခဲ့ကြောင်း ထိုးထိုးလိုက်ပါသွားစဉ်လမ်းမော်၌စစ်တွေမျိုးနဲ့ခြေဆိုင်စစ်တကလွတ်တင်ထားတဲ့ဒရုန်းကပရိုက်တာကားကိုပုံကျဲတိုက်ခတ်ခဲ့ကြောင်းဘုံပေါက်ွယ်မှုကြောင့်ပရိုက်တာလူငယ်မောင်ထေးအောင်ဟင်းခေါ်ကိုလက်ဘုံထိမှန်သေဆုံးသွားခဲ့ကြောင်းသိရပါဗျာ။ စစ်တွေရနေပြီးတော့အရိဘတ်ကိုလှမ်းပြတာအရိဘတ်ကိုမကြာခဏလက်နက်ကြီးနဲ့ပြစ်တာရှိတယ်ဒရုန်းတွေနဲ့ပြစ်တာရှိတယ်တင်းမောကတော့နည်းနည်းဝေးတယ်တင်းမောကတော့ပြစ်တာမဟုတ်ဘူးကိုးနောက်စရာကရွာကြီးအင်ချီတထောင်ကျော်လောက်ရှိတယ်အမှန်ကတော့အရိရွာကတရွာလုံးနီးပါးစစ်ပေးရှောင်နေရတာဒါမဲ့အိမ်ဆောင်တွေရှိတယ်အိမ်ဆောင်နေတဲ့လူကြီးတွေရှိတယ်အရိမာနေမကောင်းတော့လူနာကိုလူနာတင်ကားနဲ့သွားပြီးတော့တဲတာသူတို့ဘွဲကနောက်ထပ်ခေါင်းဆောင်တယောက်ပါတယ်ဒုဥက္ကဋ္ဌတယောက်ပါတယ် အဲ့ဒီမှာလူနာတင်ကောင်းမြင်တော့ drone နဲ့လာပြက်တာ drone လာတာမြင်တော့ကားပေါ်ကနေဆင်းပြေးတယ်လမ်းမေးကိုထိုးဆင်းတာကန်ဆိုးကျင်တော့အဲ့ဒီကောင်လေးရဲ့လက်ဘင်းကိုထိပြီးတော့ပွဲချင်းပြေးတိတ်သွားတာလို့စစ်ဘေးရှောက်များကိုကိုကြီးဆောင်ရပေးနေသူကိုဝင်းဟင်အောင်ကပြောကြပါတယ်တင်ဆောင်ထားတဲ့မောင်ထရောင်ဟင်းခေါ်ကိုလန့်ရဲ့ရုံလောင်းကိုဖြူစင်ရင်ငွေဖောင်ဒေးရှင်းတူကတာကစစ်တပ် drone ပြန်သွားတဲ့ချိန်မှာကောင်းယူကတယ်ဆောင်လာခဲ့ကြောင်းမကြမီရပိုင်းအတွက်တကြုံမီဖြစ်ကြောင်းသိရပါတယ် ဒီစစ်တပ်ကအကြမ်းဖက်စစ်တပ်ပြပြည်သူကိုကာကွယ်ပေးတဲ့ပြည်သူအသက်အိုးအိမ်စီစဉ်ကိုစောင့်ရှောက်ပေးတဲ့စစ်တပ်မဟုတ်ဘူးဒီစစ်တပ်ကပြည်သူကိုရန်သူလိုသဘောထားပြီးတော့တပ်ဖြတ်နေတဲ့စစ်တပ်ဖြစ်တယ်။ပုံဝင်လေးလေးပြောရမယ်ဆိုရင်ကဘာရရတော်လကောင်ဘာသာရရတော်လကောင်လုံးဝလက်ခံနိုင်စရာမရှိတဲ့အလုပ်ကိုဒရဆဲလုံးနေတဲ့တကယ့်အကြမ်းဖက်စစ်တပ်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လုံးဝရှုံးချရတယ်လို့ကိုဝင်းဟင်အောင်ကပြောဆိုပါရတယ်။ ်ရခိုင်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းဒရုန်းနဲ့ပုံတဲခြင်းတို့ကြောင့်ရခိုင်တိုင်းရင်းသားပြည်သူများမကြာခဏဆိုသလိုသေဆုံးထိခိုက်မှုများနေအိမ်ပျက်စီးမှုများဖြစ်ပေါ်ရလေရှိ၍အေကပြည်သူများသတိပြုနေထိုင်ကြဖို့အတွက်သတိပေးချက်တရားဝင်ထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တိုင်းကိုကိုကျုံမြို့သို့မြို့ဆောင်အားဝင်ကြီးချုပ်ရုံနဲ့တွားရောက်မဲဆွဲပြီးကိုကိုကျုံဒေသဖွံ့ဖြိုးတိုးတက်အောင်သူသားလျင်ဆောင်ရွက်ပေးနိုင်ဖို့ဆုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းကိုကိုကျုံမြို့တို့ညိုစောကဝင်ကြီးကျုံရုံနဲ့တွားရောက်မဲဆွဲပြီးကိုကိုကျုံဒေသဖွံ့ဖြိုးတိုးတက်အောင်ဒုသားလျင်ဆောင်ရွက်ပေးနိုင်တယ်လို့ပြောဆိုလာကြောင်းကိုကိုကျုံမြို့နယ်မှာမြို့မီမြို့ပတချို့ကပြောဆိုပါရယ်အော်တိုဘာလ25ရက်နေ့မှာအကြမ်းမတ်စစ်တပ်ကခန့်အပ်ထားတဲ့ဝင်ကြီးချုပ်ညိုစောကကိုကိုကျုံမျိုးတို့ရောက်ရှိလာကြောင်းရင်းတို့ရောက်ရှိလာရမှာ၎င်းနေနဲ့ကိုကိုကျုံဒေတာဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း စီးပွားရေးပညာရေးလမ်းပန်းဆက်သွယ်ရေးနဲ့ကျန်းမာရေးအတွက်အထူးဆောင်ရွက်ပေးမှာဖြစ်ပြီးတော့ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများကိုအဆင်ပြေစွာရရှိရေးကိုဆောင်ရွက်ပေးမယ်လို့ပြောဆိုလာကြောင်းသိရပါတယ်။ဥညိုဇော်ပြောတာကကိုကိုကျွန်းဒေတာဖွံ့ဖြိုးတိုးတက်အောင်လို့သူအစွမ်းကုန်လုပ်ပေးမယ်။နိုင်ငံတော်နဲ့သူ့အနေနဲ့လုံနိုင်တဲ့လောက်အစွမ်းကုန်လုပ်ပေးမယ်။ စီးပွားရေးလူမှုရေးလေယာစာပြိုးရေးကဏ္ဍအကုန်လုံးကိုဖွံ့ဖြိုးတိုးတက်စေရမယ်သူကလုပ်ပေးမယ်ပညာရေးနဲ့ဆက်သွယ်ရေးဖုန်းလိုင်းအင်တာနက်လိုင်းတွေကိုလည်းအဆင့်မြင့်ပေးမယ်ပေါ့လျှက်စစ်မီတွေတိုးရအောင်လည်းလုပ်ပေးမယ်အဲ့လိုပြောတယ်သူကကိုကိုကျုံးမဲဆန္ဒနယ်ကနေဝင်ပြိုင်မှုရှိရဆိုပြီးတော့လည်းပြောတယ်ဒါမဲ့မဲပေးပါလို့တော့မပြောပေမဲ့ကိုကိုကျုံးဖွံ့ဖြိုးတိုးတက်အောင်ကသူနဲ့နိုင်ငံတော်ကပဲလုပ်ပေးနိုင်တယ်ဆိုတာမျိုးပြောတယ်လို့ကိုကိုကျုံးမှမျိုးမီမျိုးဖတို့ကပြောပါတယ် ကိုကိုကျုံမျိုးမှပြည်သူတွေအနေနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်စနစ်တကျနဲ့ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်းညိုစောကတိုက်တွန်းထားကြောင်းသိရပါဗျ။ရွေးကောက်ပွဲအောင်မြင်မှုကိုကိုကျုံကပြည်သူတွေကအားထက်လုပ်ပေးကြပါ။အဲ့ဒါကိုပြောတယ်။သူကမကြခဏကိုကိုကျုံလာပါမယ်တဲ့။ဆိုပြီးတော့ကိုကိုကျုံမျိုးမိမျိုးဖတယောက်ကရှင်းပြပါဗျ။ကိုကိုကျုံမျိုးနဲ့ရင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်စံဖို့ပါတီမှညိုစောနဲ့ပြည်သူ့ရှေ့ဆောင်ပါတီမှဦးဝင်းကျော်သူတို့ကရှင်မြိုင်ချောင်းမှဖြစ်ကြောင်းသိရပါဗျ။ ကိုကိုကျုံမြို့နယ်ရှိနန်းစီရံဝန်ထမ်းများစစ်တပ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုစံပို့ပါတီမှဝင်းကြီးချုပ်ညိုစောဦးသာမဲဆန္ဒပေးကြဖို့အတွက်အခုကတည်းကဌာနတွင်ကြိုတင်အမိန့်ပေးစီယုံမှုများလှုံ့ဆော်နေပြီဖြစ်ကြောင်းသိရပါတယ်။မကြာသေးမီကလည်းမြောင်းလိုင်းကကိုကိုကျွတ်မျိုးရောက်ရှိလာခဲ့ပြီးတော့ဒုတာဝန်အရေးသုံးပါးကိုလိုင်းနာဆောင်ထိန်သူကာကွယ်ရေးအမြင့်ရှိသူကိုသာဆန္ဒမဲပေးကြဖို့အတွက်မြောင်းလိုင်းကိုယ်တိုင်ကမဲဆွယ်စည်းရုံးခဲ့ပါသေးတယ်။ နောက်ထပ်တက်ပြီးတော့တင်းဆက်ပေးချင်တာကတော့အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲဖော်ရန်ပြတ်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်စောက်များကိုအာဆီယံထိပ်သီးနဲ့ဆက်ဆက်အစည်းအဝေးများတရားခွင့်ဆက်လက်ပိတ်ပင်ရွေးကောက်ပွဲမတင်ပါမီအကြမ်းဖက်မှုများရပ်တန့်ရန်နဲ့အားလုံးပါဝင်တဲ့တွဲဆုံညီနိုင်းရေးလှုံ့ဆော်ရမယ်လို့အာဆီယံကအတိပေးခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာစံမတ်စစ်တမ်းနေနဲ့အာဆီယံမုံသဘောတူညီချက်၅ချက်ကိုအကောင့်ထယ်ဖို့ရန်ပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်ဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှာတရားခွင့်ဆက်လက်ပြီးတော့ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံခြားဝင်ကြီးများအစည်းအဝေးကစုံဖြတ်ကြညာချက်ထုတ်ပြန်လိုက်ပါတယ်။ လေးရှားနိုင်ငံကောလာလမ်ပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံချိုင်းဝင်ကြီးများအစည်းအဝေးပြီးမှအထက်28ချက်ပါညမာရေးဆွေးနွေးချက်ပြညာစာရန်ကိုထုတ်ပြန်ခဲ့ပြီးရင်းပြညာချက်မှာအဓိကအချက်တွေနေနဲ့မြမာစစ်တပ်ကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထည့်ဖို့တိုးတက်မှုများမလုပ်ဆောင်သေးရင်အာဆီယံထိပ်သီးအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးတွေမှာမြမာစစ်ကောင်းဆောင်များတရားခွင့်ပြုမှာမဟုတ်ဘဲနိုင်ငံရေးအရာကိုစားမပြုသူကိုသာတရားခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ် ထို့ပြင်အာဆီယံနိုင်ငံချိုင်းဝင်ကြီးများအစည်းအဝေးရဲ့ကြေညာချက်မှာရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်ရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ် မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုလျှော့ချရန်နဲ့အယက်သားများနဲ့အယက်ဖက်အခြေခံအဆောက်အများကိုပြင်းမှတ်ထားတိုက်ခတ်မှုများကိုရပ်တန့်ရန်ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုများကိုမြင့်တင်ရန်တိုက်တွန်းပါရယ်ရွေးကောက်ပွဲများမတိုင်မီအကြမ်းဖက်မှုများရပ်တန့်ခြင်းနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရမယ်လို့အလေးပေးပြောကြားလိုပါရယ်ဟုအာဆီယံနိုင်ငံတိုင်းဝန်ကြီးများရဲ့ကြေညာချက်မှာဖော်ပြထားပါရယ် မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုနဲ့လေးလာဆောင်ကြည့်ရဲ့အဖွဲ့များကိုဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲကလွတ်လပ်မြတ်ငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်တဲ့ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာပါတယ်။ မြန်မာနိုင်ငံချင်းတဲ့ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှုမူရင်စေဝါမှောက်ကိုရောင်းဝယ်မှုနေရန်ဆုံးခွာမှုစိုက်ဘာချင်းချောက်မှုများနဲ့အွန်လိုင်းလိမ့်လည်မှုများပါဝင်ပဏိပကမှပေါ်ပေါက်လာတဲ့နိုင်ငံပြတ်ကျော်ရာဇဝတ်မှုများကိုကိုင်းတွဲဖြည့်ရှင်ရေးအလုံးပူပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရပါဗျာ။ အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိအတွက်ကူညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နဲ့အတူလက်တွဲလှုပ်ဆောင်သွားမည်ဖြစ်ပြီးတော့အနာဂတ်စီဝင်တွေမှာတိုးတက်မှုကိုပြန်လည်ပြီးတော့သုံးသပ်သွားမှာဖြစ်ကြောင်းသိရပါတယ်ထမှန်ပြီးတော့တင်ဆက်ပေးချင်တာကတော့မြမရေပုံသဘောတူညီချက်ဖော်ဆောင်မှုတိုးတက်လာမှုရှိလာဟုမလေးရှားပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မြမရေအာဆီယံပုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ဆောင်ရွက်ရမှာတပြည့်ပြည့်တိုးတက်မှုတွေရှိလာခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်ပုံသဘောတူညီချက်ရအဖွဲ့ဝင်နိုင်ငံအားလုံးသဘောတူထားတဲ့အတိုင်းအာဆီယံဖွဲ့ကမြမရေကိုပူးပေါင်းဖြည့်ရှင်မယ်လို့၎င်းကဆိုပါရယ် မြန်မာနိုင်ငံမှာတိုက်ပွဲတွေရှိနေပေမဲ့ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့တိုက်ပွဲတွေကနည်းလာပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နှစ်အတွင်းမြန်မာသို့မဟုတ်အာဆီယံဘွဲမှဒုက္ခသည်နှစ်သိန်းရှိပေမဲ့ကျွန်တော်တို့အလားတူပြဿနာတွေမကြုံတွေ့ရတော့ပါဘူးလို့ Bloomberg စီးပွားရေးထိပ်သီးဆွေးနွေးပွဲညစာစာပွဲမှာသူကဆိုပါတယ်။မြန်မာစစ်ကောင်မရှင်ကလူသားချင်းစာနာမှုအကူအညီပေးရမှုကိုခွင့်ပြုကာနိုင်ငံရေးသဘောထားကွဲလွဲမှုကိုအပြေရှားမယ်လို့အန်ဝါအီဘရာဟင်ကဆက်ပြီးတော့ပြောပါရစေ။ ျွန်တော်ရဲ့စစ်ဘက်စေုံကလူမျိုးစုံကိုဆေးကုသပေးရမှာဗာပြည်သနာမှမကြုံတွေ့ခဲ့ပါဘူး။ဒါဟာအဓိကအပြောင်းလဲတစ်ခုဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။လူခွေရပြောပါကစိတ်ကျဉ်နေဆရာမဟုတ်ပေမဲ့တပြေးပြေးတိုးတက်ဖြစ်ထုံးမှုဖြစ်ကြောင်းမြန်မာသက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြီးတော့ပြုလုပ်ရမယ်လို့သူကပြောပါရယ် ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လိုင်းရဲ့ဗတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေ့ကြပါစေရှင်။